အလား၂၈ရက်မြောက်ငရင်ဆလောက်တဲ့ကျတော့အန်တီတို့ကလေးတွေနဲ့ပြေးရပါပထမတစ်ချီပြေးပြကျတော့လမ်းကြအရောက်ပါရှိတဲ့တခါဒုတိယတစ်ချီထပ်လောက်တယ်လောက်တော့ကျတော့အန်တီတို့လည်းနည်းနည်းလေးညင်ရောဒီကျုံးလေးကိုပြေးခဲ့ရပါတော့၂၈ရက်မြောက်ဆပြီးအန်တီတို့ဒီကျုံးလေးမှာဒီလိုလေးတွေခေးအိပ်ရတာပေါ့နော်ဒီနေ့တော့ဒါစာလေးတွေစောက်ပေးပါမယ်စောက်ပေးတော့နည်းနည်းနေပူလဲတက်တာပေါ့ဒါရဲ့နော် သူဆောက်ပြီးတော့ဝိုးလေးရွာခဲ့လည်းနည်းနည်းတက်တာတာပေါ့အန်တီတို့ကဘယ်လိုမှမတည်သေးဘူးအန်တီတို့ဘေးကရှိုင်းကုန်လေးစိတ်ကုန်လေးတိုက်ကြည့်ရှိတယ်အဲ့တိုက်ကြည့်ကအဲ့နေတာအဲ့နာဆိုအန်တီတို့ကအိမ်ကိုပြန်ပြီးအိမ်ဘွားကြတော့မလွှဲဘူးဒုက္ခတော့ရောက်အောင်ပါပေါ့စာရွက်တော့ရတော့အကုန်စင်ပြေတယ်လူရှင်တွေလည်းပေါ်တယ် တိလောကဘုရားအတိုက်တည်လဲသူတို့ထိတ်လန့်တုံလို့တာပေါ့ကိုရဲ့ကိုကိုရင်ပြိုကြမလားဘာညာပေါ့အကုန်လုံးတုံလို့တာပေါ့ကလေးလက်ဆွဲပြီးပြရတဲ့အစီအစဉ်ဖြစ်ပါတယ်ဒီမှာတော့တဲဆိုတော့အောက်ကချင်းထားတဲ့အုံလေးတွေရတော့ဖြစ်တယ်။ဘေးနေရတော့ခါပိုင်းတွေပါရင်းနဲ့ဧည့်သွားတယ်ပေါ့။အနောက်ဘက်ကတိုက်ပြီးပါရင်အဲ့လိုမျိုးတအားကြီးပူကြရတဲ့ပြည်တော်မျိုးဖြစ်ဘူး။ဒီရောက်တာတပတ်လုံးကြီးကလောက်တော့ရှိပြီပေါ့။ ်ဆလုပ်ကလေးရမဟုတ်ဘူးဒီမှာနေရတာဒီမိုးတွေမကခင်တော့ပူရာပေါ့ဒီမိုးတွေကဒီမိုးမှကားပေးတာဒီအဲ့ကနည်းနည်းတော့ပူရက်ကတာပေါ့မိုးတွေမကခင်တော့သူပူရာတစ်မျိုးစားတတ်နေပြီးတော့ကလေးတွေတောင်းမလျှော့တဲ့အဆင်ကြီးဖြစ်တယ်အတော့ကြီးကတော့ပူလို့ပဲဝေးနေတာဒီမပြတ်သေးတဲ့အတွက်နည်းနည်းတော့အဆင်ပြေပါတယ်ဘယ်ဘက်ပစ္စည်းတွေတော့ကလေးတွေတော့လူအလုံးလူလီဆေးဆေးလူပါတော့ပေါ့ကိုရဲ့နောက်ကြက်ဟိုဘယ်လိုပြောဝင်မရှိသေးဘူးပတ်စံလေးပါလေးထောက်ပိုင်းတော့ကောင်းတာပေါ့